SIF ပေါ်တာက online ကျောင်းအစ်စ်လေးဆိုတော့ကျောင်းသားတယောက်အနေနဲ့ဆရာတယောက်အနေနဲ့ဒါမဟုတ်ဝန်ထမ်းတယောက်အနေနဲ့ပါဝင်လို့ရလားဘလို့မျိုးပါဝင်လို့ရလဲဆိုတာလည်းရှင်းပြပေးလို့ရမလားဒီလိုမျိုးမေးခွန်းကိုမေးတဲ့အတွက် ကျွန်တော်အနေနဲ့ရန်အားရှိဖို့ပေါ့နော်ကျွန်တော်တို့အရင်ဆုံးဟိုပြောချင်တာဒီပညာလိုဦးတည်မရှိဆိုရဲစကားအတိုင်းပဲပေါ့နော် SIF မှာကဒီအသက်အရွယ်အပိုင်းခြားမရွေးဘူး ဒီပညာရေးချင်းတွေကန့်သက်တာမျိုးမရှိဘူး။ဒါနဲ့ဒီလေလာသင်ယူလို့ရနိုင်တဲ့ platform ဖြစ်နေတဲ့ရှိသွားဖို့ဆိုလို့ရှိရင်ဒီမှန်ချက်ကြီးတဲ့အလျောက်အဖက်ကနေဘူးပေါင်းဆောင်ရွက်မှုကိုအများကြီးလိုအပ်တယ်ပေါ့နော်။ SIR platform ကိုတက်ရောက်ခြင်းတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရှေ့မှာရှင်းပြခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ face ဟိုပိုင်းခြားကာလတွေဖြတ်တန်းအောင်မှာရှိရဲ့အဲ့အတွက်ဒီ face တွေမှာကိုယ့်ရဲ့ ပါဝင်ပတ်သက်မှုကိုညီညီညွတ်ညွတ်နဲ့ဒါဟိုစုပေါင်းပြီးတော့ပြသပေးနိုင်မယ်ဆိုလို့ရှိရင်ရန်ကောင်းတယ်ပေါ့နော်ဆိုတော့ဟိုဝါခ်ရှော့တင်းတန်းနေလာမယ်ဆိုလို့ရှိရင်လည်းဒါဒီအချိန်မီစီးရင်ပေးတာမျိုးတွေပြီးတော့ကျွန်တော်ဘီတာ face တွေမှာဆိုလို့ရှိရင်လည်းဒါဖိတ်ခေါ်သွားမယ်ဒီအစီအစဉ်တွေမှာပါဝင်ပေးတာမျိုးတွေနောက်ပြီးကျွန်တော်အခု SIF ရဲ့ social media channel တွေကို follow လုပ်ပေးပြီးတော့ဒီကျွန်တော်တို့ဟိုနေ့စဉ်တင်နေတဲ့ဒီ content တွေမှာလည်းဒါ comment တွေပေးပြီးတော့ပူးပေါင်းပါဝင်တာမျိုးတွေလုပ်လို့ရတယ်ကျွန်တော်တို့ဒီဘက်အဖွဲ့သားတွေကလည်းအများကြီးအများကြီးဒါ season တွေပြေးသွားဖို့ရှိတယ်ပေါ့နော်အဲနောက်တစ်ခုကဒီ SIF platform မှာကိုယ့်ရဲ့တကြွနဲ့ဒီပညာရပ်တွေကိုသင်ကြားပို့ချပေးခြင်းနဲ့ဆိုလို့ရှိရင်လည်း ကျွန်တော်တို့အနေနဲ့အများကြီးအများကြီး welcome လုပ်တယ်ပေါ့နော်ဆိုတော့ဒီဘန်နာရေးနဲ့သက်ဆိုင်တဲ့ဟိုအကြောင်းအရာတွေကိုတော့ပို့ပြီးတော့အဓိကထားပြီးကျွန်တော်တို့ကသွားတာဖြစ်တဲ့အတွက်ဒီပညာရက်တွေနဲ့ဟိုကြည့်တွေ့ကြံကျင်နေသူတွေမိသူမဆိုးပေါ့နော်ကျွန်တော်တို့စီဆက်သွယ်လို့ရတယ်တူးချင်းဖြစ်စေပေါ့နော်ဒီ institution ဖြစ်စေကျွန်တော်တို့လာရောက်ပြီးတော့ကျွန်တော်တို့အတူတူပူးပေါင်းဆောင်ရွက်နိုင်မယ့် အားတွေကိုဆွေးနွေးလို့ရတယ်ကျွန်တော်တို့ SIF အနေနဲ့လည်းဒီလက်တွဲလှုပ်ဆောင်သွားဖို့ဆိုပြီးတော့ဒီမိဖတ်ပါတနာတွေကိုလည်းရှာဖွေနေတာမျိုးရှိတယ်ပေါ့နော်ဒီတင်နန်းကြောင်းနေနဲ့ဒီတက္ကသိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးလှုပ်ဆောင်လို့ရတဲ့ဒီပညာရေးနဲ့ပတ်သက်တဲ့အတိမတ်ပြုမှုတွေဟိုဒီ certificate လက်မှတ်တွေရဲ့ယုံကြည်မှုရှိအောင်ဒီအတိမတ်ပြု ွဲ့စည်းတွေနဲ့ပေါ့နော်နိုင်ငံတကာကိုခြေစပ်နိုင်ဖို့လိုအပ်တဲ့ဒီ institution တွေနဲ့ပူးပေါင်းဆောင်ရွက်တော့ဖို့ရှိရဲ့နောက်ပြီးဒီနည်းပညာပံ့ပိုးမှုအပိုင်းပေါ့နော်ကျွန်တော် technology နဲ့ပတ်သက်ပြီးဒီ SI platform မှာဒီဒီ platform development ထဲမှာပေါ့နော်ဒါခေတ်ပေါ် AI နည်းပညာ tools တွေထည့်သွင်းကြတာမျိုးလို့ဒါပညာရေးနဲ့ပတ်သက်တဲ့ဒီ technology ပံ့ပိုးမှုတွေ ပါဝင်ကျင်တာမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့စီကိုဆက်သွယ်ဖို့အမြဲတမ်း welcome လုပ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီပညာရေးဆိုတာကတူတူတယောက်ဟိုတတဲတဖွဲ့တဲ့နဲ့ဟိုလုံးဆောင်နိုင်တဲ့အရာမျိုးမဟုတ်ဘူးလို့လည်းကျွန်တော်ယုံကြည်ရပါတော့အဲ့အတွက်ဒီကျွန်တော်တို့ဒီဆိုရဝန်ကြီးဌာနတွေအပါအဝင်ဒီ NGO ဖွဲ့စည်းတွေနဲ့လည်းတော်လှန်ရေးအလွန်ပေါ့နော်မြန်မာနိုင်ငံတက်မှာ ခြားဒေတာတွင်နိုင်ငံဒီစီကိုပေါက်ရအောင်ချက်တွင်နိုင်အောင်ဆိုပြီးတော့လဲကျွန်တော်တို့ဟိုလက်တွဲလှုပ်ဆောင်လုပ်ရဲဆန္ဒတွေရှိတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီ SIF ရဲ့ဟို platform မှာကယ်၍ဒါចောင်းသားအနေနဲ့လည်းမဟုတ်ဘူးဒါတင်ကြားရေးအနေနဲ့လည်းမဟုတ်ဘူးဒီ SIF ရဲ့ဝန်ထမ်းအဖြစ်နဲ့ဒီပညာရေးကိုစိတ်အားထက်သန်တဲ့လူငယ်လူရယ်တွေဟိုဒီပညာရှင်တက်ပညာရှင်တွေ ကိုလည်းကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်သွားဖို့အစီအစဉ်လေးရှိပါတယ်ပေါ့နော်အထူးအရေးကြီးဆုံးကတော့ပေါ့နော် ကျွန်တော်တို့ခု STB ရဝန်းမှာ တက်ကြွတဲ့ community member တွေလိုမျိုးတော်လိုင်းလူငယ်တွေအပါအဝင်ပေါ့နော်ဒါမိဘပြည်သူတွေရောကျွန်တော်တို့နဲ့အတူတူပူးပေါင်းပြီးတော့လက်တွဲသွားကြမယ်မိဖက် partner ကောင်းတွေကဒါလည်းကျွန်တော်တို့ဒီလက်တွေ့ကြတဲ့အလုပ်တွေစုစုစည်းစည်းနဲ့စုပေါင်းပြီးတော့လုပ်နိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပညာရေးအလင်းဆက်လေးတွေစုပေါင်းတဲ့အခါမှာ ရောင်နီတန်းနဲ့အနာဂတ်ကိုခြေကိုတိုင်ကိုလက်ကိုချင်နဲ့ခြေမုံနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဒီလိုမှသာလေကျွန်တော်တို့နောက်လာမယ့်ဒီမြန်မာနိုင်ငံတက်မှာစီးပွားရေးကဏ္ဍတွေမှာဦးဆောင်ကြမယ်ဒီ fintech leader တွေပေါ့နော်ဒါမျိုးတွေကိုလူငယ်လူရယ်တွေကိုကျွန်တော်တို့ဒီအနာဂတ်အမွေတခုဒီပညာရေးအမွေတခုလက်ဆင့်ကမ်းမိနိုင်မှာဖြစ်တယ်ပေါ့ ဒီလိုမှသာလင်ကျွန်တော်တို့ကဥပမာဒီ AI နီးပညာကိုခုဒီထမင်းစားရေတောက်ကောင်းကောင်းသုံးချတတ်တဲ့လူငယ်တွေဖြစ်အောင်ဒီနိုင်ငံတကာနဲ့ရင်ပောင်တန်းနိုင်တဲ့မြန်မာလူငယ်တွေရဲ့ဒီ fintech နီးပညာအခြေပြုပေါ့နော်အခြေပြုတဲ့ဒီ startup တွေပေါ်ပေါက်လာအောင်ကျွန်တော်တို့ကိုယ်တိုင်အားထုတ်သွားအောင်ပေါ့မင်းအဲ့တော့ SCIF ကိုယ်တိုင်ကလည်းဒီကျွန်တော်ရှေ့မှာဆွေးနွေးခဲ့တဲ့ဘိုးဆုံးကျူးလေးပမာပေါ့နော် ဖြစ်တယ်လို့ခေပညာတဲ့လူငယ်တွေကလည်းပူဆောင်ကျူးလေးတွေဖြစ်တဲ့အတွက်ဒီလူငယ်လူရွယ်တွေပေါ်မှာကျွန်တော်တို့ပညာရေးအရာပေါ့နော်ယင်းနှုတ်နယ်ပွားဖို့အတွက်ကိုအမြဲတမ်းရှေ့တန်းတင်နေမှာဖြစ်တယ်ပေါ့လို့အဲ့အတွက်ကျွန်တော်ထပ်ပြီး emphasize လုပ်ချင်ကြတာကဟိုကျွန်တော်တို့ကူညီရနိုင်သမျှရနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ SIF platform နဲ့ဒီပညာရေးကဏ္ဍမှာ fintech ပညာရေးကဏ္ဍမှာပါဝင်သွားကြမယ် community ကအရန်ကို အချိန်ဖုန်ဖုန်နဲ့ဒီနိုင်ငံတစ်ခုချီတက်နိုင်မှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုနောက်ဆုံးမိကွန်းက ကိုချက်ကိုမေးပါမယ် STB Community Call Live အစီအစဉ်ကနေနားထောင်နေတဲ့သူတွေအတွက်ဘာတွေမျှော်လင့်နိုင်မလဲဆိုတာပြောပြပေးပါလား Okay ဒီနောက်ဆုံးပိတ်အင်းနဲ့လွယ်တဲ့မိကွန်းလေးဖြစ်လာပြီအရင်ဆုံးကျွန်တော်ဆွေးနွေးပြတာကိုစိတ်ရှိရှိနဲ့နားထောင်ပေးနေကြတဲ့ ဒီ community call မှာနားထောင်နေတဲ့သူအားလုံးကိုလေးစားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။အာနောက်ပြီးဒီအခုနားထောင်နေတဲ့ပြည်သူတွေတည်တင်တည်ထိုက်တဲ့မေးခွန်းတွေကိုမေးပေးတဲ့ဇူလိုင်းကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ပေါ့နော်။ကျွန်တော်ရှေ့မှာတော့ဒီ SRF နဲ့ပတ်သက်တဲ့ timeline ကြီးဒီဘာတွေလောက်သွားမလဲဘယ်လိုလူတွေပါဝင်နိုင်မလဲ cost အစီအစဉ်တွေကဘာတွေလဲဆိုတာကိုပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်ခဲ့မယ်လို့လည်းကျွန်တော်ညွှန်လင်းတယ်ပေါ့နော်ကျွန်တော်တို့ခု STB community ကညွှန်လင်းဆောင်စားနေကြတဲ့တည်င်းတချို့ရှိတယ်ပေါ့နော်ဒါကလည်းမကြခင်ကျွန်တော်တို့အနေနဲ့စူးစမ်းထားတဲ့အသီးပွင့်ကရရှိတော့မယ်ဆိုတော့အခုလည်းအားလုံးကညွှန်လင်းတကြီးနဲ့ရှိနေကြတယ်မှန်ပါတယ်ဒီဟာကျွန်တော်เจ้าหยานักคู่อนิเนี่ยแท้ပြောออกมาเลยส่วนเนาะ swimb community တွေပြီးရင်ဒါ scb token ပိုင်ဆိုင်ထားကြတဲ့ token holder တွေဆိုလို့ရှိရင် stb မူပန်ရဲ့ဒါသမိုင်းတစ်ခေတ်ဖွင့်လှစ်ပေးမယ်ဒီစာမျက်နှာအစ်ဖြစ်တယ်လို့ဒါတော်လန်ပြည်သူတွေအားလုံးဝင်ယူကြရမှာဖြစ်တယ်လို့ဒါကျွန်တော်တို့ energy အစိုးရရဲ့ဒီဘန်နာရေးအောင်ပွဲအရေးတခုဖြစ်တဲ့ stb token တွေကမကြခင်မှာကဘာကျော်ဒီ crypto exchange တွေတဲ့ကတခုမှာပေါ့နော်ဒါဈေးွက်ထဲမှာစရင်ဝင်ဖြစ်လာမယ်အခင်းချင်းကိုစောင့်မျှော်နေကြတယ်ပေါ့နော်ဒီဟာကလည်းဒါကျွန်တော်တို့ဒီနှစ်နှစ်တာကာလမှာအားလုံးရဲ့စူးစမ်းဝန်းရံပေးမှုတွေကြောင်းပေါ့နော်အချိန်နေအခင်းချင်းတခုတည်းဒါအမှတ်တိုင်တခုဖြစ်ရောက်လာတော့ပင်ဖြစ်တယ်ပေါ့နော်ဒါတကင်းကျွန်တော်တို့အောင်မြင်စွာရောင်းချခဲ့တဲ့ဒါ STB ရဲ့ ICO 1 year 2 year နှစ်ခုလုံးမှာအကြောင်းမျိုးမျိုးကြောင်းပေါ့နော်ပါဝင်မှု နောက်ကြခဲ့တဲ့သူတွေထပ်ပြီးတော့ဝယ်ယူဖို့ဒီမယူပန် share ရှင်တွေကလည်းခုရောက်ရှိလာတော့မဲ့ဒီ exchange list ထဲမှာပေါ့နော်နောက်ဆုံးတစ်ချီဒီ set b token တွေဟို indie artist နဲ့ရင်းနှီးမြှုပ်နှံပြီးတော့ဒါကျွန်တော်တို့ဒီသူတွေရဲ့စီကံပြေဝတဲ့စီလုံးမှုကိုအင်အားကိုပေါ့နော်ထပ်ပြီးပြသခွင့်ရမယ်အခွင့်အရေးကလည်းမကြခင် ဖမ်းဆုပ်လို့ရမယ်လက်တကမ်းမှာရောက်နေပြီအဲ့တော့အခုကျွန်တော်တို့ SIF အနေနဲ့ပေါ့နော်ဒါဘလိုမျိုး exchange listing အခင်းကျင်းမှာပါဝင်သွားကြမလဲဆိုရင်ကျွန်တော်တို့အခုရပိုင်းအတွင်းပေါ့နော်ဒါ exchange listing နဲ့ပတ်သက်တဲ့ workshop တခုကိုကျွန်တော်တို့စီစဉ်နေတာရှိတယ်ဒီဟာလေးကခေါင်းစဉ်အနေနဲ့ကတော့ကျွန်တော်တို့ exchange listing 101ပေါ့နော် ဒီ SDB A chain မှာမဟုတ်ဘူးကျွန်တော်တို့ကဘာပေါ်မှာ A chain listing တွေလုပ်တဲ့ဒီတမိုင်းနေပြီးရင်ဘယ်လိုမျိုးဒီ user တွေအနေနဲ့ပေါ့နော်ပြင်ဆင်တဲ့လဲဘာတွေဆောင်ရွက်ဆောင်ရွက်ရှိလဲပြီးတော့ဘယ်လိုအချက်တွေကိုပို့ပြီးတော့အလေးထားတဲ့လဲဆိုတာကိုကျွန်တော်တို့ workshop တစ်ခု season သွားဖို့ရှိတယ်ဒီဟာကိုလဲကျွန်တော်တို့ ਨੇ အတူတူပူးပေါင်းပြီးတော့ ဒီ community member ကိုဒီ knowledge sharing မျှဝေပေးသွားမယ်ဒီ community crypto community တွေနဲ့ပူးပေါင်းပြီးတော့ပေါ့နော်ဒါကိုလှုပ်သွားဖို့ကျွန်တော်တို့စီစဉ်နေရရှိပါတယ်ဒါကိုအသေးစိတ်မကြခင်ကျွန်တော်တို့ရပိုင်းအတွက်မှာကြေညာပေးဖို့ကျွန်တော်တို့ SIF ရဲ့ဒီ social channel တွေမှာ SDB ရဲ့ social channel တွေမှာလည်းအပြိုင်နက်ပေါ့နော်တပေးညီအတိပေးသွားဖို့ဆိုတော့သတင်းကောင်းလေးကိုကျွန်တော်ပါချင်တယ်လက်ရှိ SDB token ဟိုဝယ်ယူဝယ်ယူရင်းနှီးမြှုပ်နှံထားတဲ့သူတွေအနေနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုပို့ပြီးတော့တန်ဖိုးတက်အောင်ဘယ်လို manage သွားမလဲဆိုတော့ strategy တွေနဲ့ပတ်သက်ပြီးတော့ဒါမျှဝေသွားမယ် free workshop လေးပေါ့နော် free workshop လေး season ရှိတယ်ဒါကတော့ကျွန်တော်တို့ဒီ register လုပ်ပြီးတော့ reserve လုပ်ရမယ်ဟိုပါပေါ့နော် limited ဟို spot လေးတော့ဖြစ်မယ်အဲအဲ့ဒါကိုလည်းအသေးစိတ်ကြီးညာပေးသွားမယ်ပေါ့နော် ဒါကိုဆက်ဆက်စောင့်မျှော်ပေးကြဖို့လဲကျွန်တော်အနေနဲ့တိုက်တွန်းချင်တယ်နောက်ဆုံးညီကုန်းချုပ်ရမယ့်အချိန်ကို ရောက်လာပြီ အားလုံးချိန်ပေးနားထောင်ပေးကြရတဲ့အတွက်ကိုလည်းတကယ်ကိုလေးစားရတယ်ကျွန်တော်တို့အခု SIF ကကျွန်တော်ရှေ့မှာပြောသွားခဲ့သလိုပဲထပ်ပြီး emphasize လုပ်ရမယ်ဆိုလို့ရှိရင် SIF ဆိုတာပညာရေး platform တစ်ခုတက်ကိုပို့တယ်ပေါ့နော်ကျွန်တော်တို့ကတောက်ရှားမှုတရဖြစ်တယ်ဒါနိုင်ငံအနာဂတ်အတွက်နိုင်ငံမျိုးဆက်တွေကိုကျွန်တော်တို့ ဒီ fintech အခြေပြုနီးပညာအခြေပြုဟိုပညာရည်တွေလက်ဆင့်ကမ်းအမွေပေးဖို့အတွက်ကိုလှုပ်ရှားမှုတည်းရဖြစ်တယ်ပေါ့နော်ဒီ SIF ကနေမှတဆင့်တင်ယူပြီးမြောက်သွားတဲ့ဒီဖန်နာရေးအသိပညာတွေဒီ digital စမ်းသပ်မှုတွေ digital စွမ်းဆောင်ရည်တွေကိုဒါတွေကပိုးဆောင်ကျူးလေးတွေကိုပိုင်အလင်းတက်ထုတ်လို့သူလိုမျိုးပေါ့နော်မိတို့ပင်မောင်မိုက်ဆုံးကာလတွေဖြတ်တန်းနေခဲ့ရရင်တောင်းမှာပေါ့နော်ပညာအလင်းနဲ့ ကျွန်တော်တို့အမောင်ကိုခွင်းပြီးတော့နိုင်ငံတော်တစ်တခုကိုအတူတူတိဆောက်ကြရတဲ့အခါမှာဒါအားလုံးရဲ့ကူညီထောက်ပံ့မှုတွေအများကြီးလိုရပါတော့အခုတက်ရောက်နေတဲ့ SDB ရဝန်းကဒီ SDB ချစ်သူတွေမြူတီချစ်သူတွေအပါဝင် Spring Bee တွေရောပေါ့နော်နောက်ပြီးကျွန်တော်တို့ ਨੇ အတူတူပူပေါင်းလက်တွဲသွားကြမယ်ဒါမိဖက်အဖွဲ့အစည်းတွေနဲ့အတူတူပေါ့နော်ဒါဘဘို့ချုပ်ကံမှုကျင်းတဲ့ဒီလွတ်လပ်တဲ့ပညာရေးစနစ်ကနေ အားလုံးလလန်းမိတဲ့ခန္ဓာရေးအတိကျွဲတဲ့ကျွန်တော်မျိုးဆက်သစ်တွေမွေးထုတ်ပြီးတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့အတွက်လည်းဒါ SIF ကခုတည်းကကျွန်တော် community နဲ့အတူတူပေါ့နော်အခြေခံအုပ်မြင့် foundation လေးချပြီးတော့တက်တည်ထူထွားမှဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အနေနဲ့နောက်ဆုံးပြောချင်တာကအာမလျှော့ပါနဲ့အာမရော့ပါနဲ့ကျွန်တော်တို့ဉာဏ်ပညာနဲ့အသိနဲ့တတိနဲ့ဆက်ပြီးတော်လန်သွားကြမယ်ပြီးရင် ကျွန်တော်တို့နိုင်ငံတော်အသစ်ကိုအတူတူတိဆောက်ပြီးတော့ပညာရေးအပါဝင်ကျွန်တော်တို့တခြားသောကဏ္ဍတွေမှာလည်းအတူတူဆက်ပြီးခြိတက်ကြရအောင်လို့ကျွန်တော်ဒီနှုတ်ခွန်းဆက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေနောက်ထပ် community call တွေမှာဆက်ပြီးဆုံတွေ့ပါဦးမယ်ခွန်လိုက်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အသေးစိတ်ရှင်းပြပေးတဲ့ကိုဂျက်ကိုတော့နားထောင်နေတဲ့တယောက်ချင်းစီကိုတော့ကျေးဇူးတင်ပါတယ်။ဇူလိုင်က SDB ကနေနောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။နောက်ထပ်အသစ်တွေတင်ဆက်ပေးသွားမှာမို့ SIR Facebook page နဲ့ YouTube channel ကို follow and subscribe လုပ်ဖို့မမေ့နဲ့နော်။အားလုံးပဲကောင်းသောညလေးဖြစ်ပါစေ။လာမယ့်တည်င်းကျွအချိန်အခါသမယမှာစမ်းမချမ်းသာပြီးစိတ်နှလုံးအေးချမ်းကြပါစေကြောင်း SDB ကိုစားဆုတောင်းမေတ္တာပို့သအပ်ပါရစေ။ နောက် community call မှာပြန်တွေ့ကြမယ်အားလုံးကိုချစ်ပါတယ် bye bye